ရှုမဝမဂ္ဂဇင်းမှပလိအရာရှိတဦးရေးသားတဲ့တကြံဆိုမှဖြစ်ဆိုတဲ့ဝိတ္ထုတိုလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။တကြံဆိုမှဖြစ်တကြံသည်ရေသပင်ပွဲတော်တရက်ဖြစ်ဤအတာတကြံဆိုသောဇကားဤအတိတ်ပဲပောက်ဖွားရာအရက်တကြံနှင့်ဆက်သောစားပေးတကြံဤယဉ်ကျေးမှုအဆရှိသော ပြတနာများသည်ညာလှဤဇဝနရှိ အပါပုံပြောမယ်ဝိတုကလေးများတွင် အတာတကြနှင့်ပတ်သက်၍ရေရွှင်ပွဲကလေးများသည် ရေရွှင်ပွဲရာကောင်းလာ၏အတာတကြနှင့်ပတ်သက်သောကဝိလူမော ပုဂ္ဂိုလ်ကျော်တို့၏စာပေများမှာမှတ်သားပွဲဖတ်ခြင်းစပွဲကောင်းလာတယ်ငယ်စဉ်အခါကပင်ရှိလူကြီးများပြောကြားခဲ့ဘူးသောတကြံဖြစ်ပေါ်လာပုံမှာနားဆွဲ၍နေ၏ထို့အကြောင်းမှာကာလဝါလာပိုင်းနှင့်မြမကြီးတို့ ပု္ပ္ပာအဖြေရှာရာမြမကြီးရှုံး၍ခေါင်းဖြတ်ခံရခြင်းကိစ္စပင်ဖြစ်တဲ့ယခုတကြံထုတ်စာနယ်ဇင်းတို့တွင်တကြံသည်ညီတို့ညီပုံပေါ်လာသည်ကို အထောက်အထားမြောက်များစွာနှင့်ရေးသားကြသဖြင့်ဖတ်ရှုရ၏ကျွန်ုပ်ရေးလိုသောတကြံမှာညီတို့ညီပုံဖြစ်ပေါ်လာ၍ညီသူဤရင်ကျေးမှုတရက်ဖြစ်သည်ညီကဲ့သို့သောစာပေများရှိသည်တကြံဤជីနူးပွေရာအဖျားဖျား ရာသီနှစ်ဆက်သောတီးကြပြာတို့ကိုမဝေပန်းမတုံးသက်မပြောလို့မရေးလို့ပါ။ကြံနှင့်ပတ်သက်သော စာပေထုံးဖွဲ့မှု တကူးလာဤထူးထွေစံပြသောရှုခင်းအစရှိသော လောကီလောကုတ္တရာနှင့်ပတ်သက်သော စာများကိုကျွန်တော်မလေ့လာဘူးပါ။သို့သောနှစ်စဉ်နှစ်တိုင်းပင်ကြံကြရဲနှစ်တိုင်းနှစ်တိုင်းပင်ကြံကြသောအချိန်မတိုင်မီမှကြံကြနေစေအချိန်တို့တွင် စိတ်မချမ်းမသာဖြစ်ရသည်ကိုသာတင်ပြလိုတယ်။ဧပြီလသို့မဟုတ်တကူးလရောက်သည့်နှင့်တပြိုင်နက်ဖိဖိတကြံပင်ဤကြမှာလေမကြီးမငယ်သားသမီးများမှအစငယ်ငယ်ရွယ်ရွယ်လူမမယ်ကလေးများကလည်းမေးကြတယ်။အင်္ဂလိပ်လဆိုရင်ဧပြီလ23ရက်ပဲဟေးဟုရက်ကတိန်မကြည့်ပဲပြောရဲတယ်။ပြောခဲ့ပေါင်းလဲအခါများစွာရှိပြီ။နောင်မြေးကလေးများကမေးလင်လဲ ပြောရအောင်မည်ပင်ဖြစ်တယ်။သူတို့သည်ယခုကာလလူငယ်များတကြံဟုဘာဖြစ်လို့ခေါ်ပါသနည်းတကြမင်းလူပြည်စင်းသည်ဟု ဆိုခြင်းမှာမှန်ပါသလောမြမကြီးဦးကောင်းပြောင်းသည်ဆိုသည့်စကားယုတ်တိတံမာဤလားမြည်သည့်အချိန်ကစ၍ပေါ်ပေါက်၍မြည်သည့်ကာလတွင်စတင်၍ရေပတ်ပြန်ကစားကြပါသနည်းအစရှိသောတကြံနှင့်ပတ်သက်သောမိကုံများကို သူတို့မမေး မမေးသည်ကိုပင်ဝမ်းသာရသေးတယ်။သူတို့မေးခဲ့သောကြားမင်းလူပြည်စင်းသည်မြမာကြီးခေါင်းဖြတ်ခံရသည်အဆရှိသောယုတ်တိမတန်သောဒန္နာယီလောက်ကိုသာ ကျွန်ုပ်ပြောကြားနိုင်ပေမယ်။တဆင့်တက်၍မေးပါမူကျွန်ုပ်မဖြေတတ်ရှိချေမယ်။သူတို့အဘဲကြောင့်တကြံဘယ်တော့ကြမလဲဖေဖေလို့မေးရသနည်းဟုမူတကြံဆိုရင်ရေပတ်တန်းပျော့ပျော့ကစားကြရမယ်။အများပြည်သူစိတ်မချမ်းသာအောင် အော်ဟစ်စူညံကြရမယ်တရားဥပဒေရှိသမျှကိုချိုးဖောက်ကြရမယ်အဆရှိသော အခွင့်အရေးတို့ကိုသုံးရတိတိရှင်းဖို့လိုချင်ကြခြင်းကြောင့်သာဖြစ်တယ်။သူတို့ကာလကဲ့သို့သာသဒ္ဒံအခါ၌ပျော်ရွှင်မြူးတူထူးထူးကဲ့ကဲ့တန်ကြထိုးမအေးနှမမခံသာအောင်နောက်ကျပြောင်းကြအစိုးရစဲနေပူကျဲကျဲမှာ အလှပြအကပြရင်ကျေးမှုပြတဘာဝပြရေပတ်ခံ့ ရေပတ်ထွက်ကြရမယ်ဆိုရင်ကျွန်ုပ်တို့ငယ်စဉ်ခေတ်တွင်လဲကျွန်ုပ်တို့ဟာတကြံအခါကိုမျောခဲ့မိပေမည်လားမပြောတတ်ပေကျွန်ုပ်တို့ခေကျွန်ုပ်တို့ပျော်ရွှင်မြူးတူးရန်ဆန္ဒပြင်းပြသော အသက်အရွယ်ပိုင်းတွင်တကြံကြလို့လဲကြစီမိထုံးပွဲဖြစ်လို့လဲဖြစ်စီကျွန်ုပ်တို့မှာ လူကြီးများဤဩဝါဒကို ခံယူကြရ၍တကြံဆိုရင်လဲပျော်ရွှင်မြူးတူးသော အချိန်မဟုတ်မိထုံးပွဲ ဖျားပွဲဆိုရင်လေအနောက်အပြောင်းအဆွဲအလွဲမလုတ်ခဲ့ကြရသဖြင့်ယခုကာလလူငယ်များလောက် အားတက်သရောမမျောခေါ်မဆောင်စားခဲ့ကြကျွန်ုပ်တို့ကာလအကြံမကြမီတလအချိန်ငန့်ငါဆ၍ရဲရွာရှိ လူကြီးပိုင်းလူငယ်ပိုင်းတို့မှာညားစွာအလုရှုံနေကြတယ်။ကာလာသားကောင်းအချို့နေရာများတွင် လူပြိုကောင်းဟုခေါ်သည်တို့ကဦးစီဝိုင်းဒိုးဘဝိုင်းတို့ကိုစီမံကြရတယ်။ လူကြီးများကမူပိတ်ဖြူစင်ကြယ်အဝတ်အစားများကို ဝစ်စင်၍ပိတ်ဖြူတစ်ပတ်ကို လက်ကတော့ထိုးကာရေခမ်းသော ဖလားကြီးကင်လျက်အိုးစီဝိုင်းဒိုးဘတ်ဝိုင်းများနှင့်အတူကျွာရဲမြို့ရဲရှောက်၍ပိုက်ဆံခံကြရဲဤကဲ့သို့ပိုက်ဆံခံခြင်းမှာထရေဝဲတောက်ရန်မဟုတ် အလှပြမန်းတပ်ဆောက်ရန်မဟုတ်တဘာဝပြအလှပြကားမောမှန်ချေလျရန်မဟုတ်အလှပြတဘာဝပြအစဲတန်ချက်ထိုးကောင်းသူကို စုပေးရန်မဟုတ်ပါဘီသူတို့ပတ်စံခံကြခြင်းကဥပုပ်သည်များကိုကျွေးရန်မွေးရန်တော်၎င်းဖျားထုံးတုပ်ရန်တော်၎င်းစတုဒီတာကျွေးရန်တော်၎င်းသာဖြစ်၏တကြံကြတဲ့နေ့တွင် ရွာတဲ့အရက်သေးများတွင်၎င်းဖုံးတော်ကြီးเจ้าများတွင်၎င်းစတုဒီတာမန်းတက်ကြီးများထိုး၍အရက်လေးမျက်နှာမှလာသည်များသောဥပုပ်ဆောင်သူ မဆောင်သူတို့အားတဒါရွှင်လန်းပီတိဖြန်းသောမျက်နှာဖြင့်ကျွေးကြမွေးကြ အလှူဒါနကုသိုလ်များပြုကြတယ်။လူကြီးပိုင်းကမူဥပုပ်တရင်စောက်တီရန်ဖုံတော်ကြီးကျောင်းနှင့်ဇရက်များတွင်ပြည့်နှံ့နေတယ်။၅နှစ်၆နှစ်မှ10နှစ်12နှစ်သားကလေးများသာ ရေးကွက်ကလေးများ တပြားတန်တန်ဖြူပြုတ်ကလေးများနှင့်ပြေးလွားကမိမိတို့အချင်းချင်းရေးပတ်ကစားကြတယ်။ပထမတရက်၂ရက်နေ့တွင်ဤနီးနေနေဖြစ်အချင်းကုန်ကြတယ်။အတက်နေသူရောက်လင်းဇရာသမား လူကြီးမိဘအိမ်များသို့တွားရောက်၍ရေများကတော့ကြတယ်ရေကတော့သည်ဆိုရ၌လဲတောက်ရေအိုးသုံးရေအိုးများတဲ့သို့ လောင်းထားခဲ့ခြင်းများသာဖြစ်တယ်လူရွယ်လူငယ်တို့ဟာဘိုးစီပုံမောင်းနှင့်လှဲ့၍အချို့အပြိုရှိရာအိမ်သို့ အကအခုံများဖြင့်ရေမွေးနသာတို့ဖြင့်ပြီးသောရေဖလားကြီးများကို အချို့ကကင်လာပြီးလျင်တပြေပန်းခတ်ဖြင့်လှပြူပြူအားရေပတ်ခံရန် တောင်းပန်ကြတယ်အင်ဒရီရှင်လှပြူပြူမှာ ဝေကောင်းခလာ၏မိဘတို့ခွင့်ပြုချက်အရဆင်းလာ၍မပြုံးမရေသောမျက်နှာသားရှိတော်လဲမခန့်မညာမလေးစားသောအမှုအရာလုံးဝမပြပဲအိန္ဒြေကြီးစွာဖြင့်ရေပတ်ခံ၏ရေပတ်ခံသည်ဟုဆိုရ၌လဲတပြေခတ်ဖြင့်ရေမွေးထည့်ထားသောရေနတာရေတို့ဖြင့်ပတ်သူကို လူပြိုကလည်းကလေးကလာ ပြက်ချော်ချော်တယောမောကားမလုတ်ပဲတကယ်ကျမ်းမာချမ်းသာစေလိုသော မြစ်တာရည်စင်ကိုပတ်ဖြန်းတကဲ့သို့ပတ်ဖြန်းကြရဲမိမိတို့တောင်းပန်သဖြင့်ရေပတ်ရည်ဖြန်းခံသည်ကို အလွန်ကြေနဲ့ဝမ်းမြောက်ကြရာဥစီပုံမောင်းတို့ကို တီးကြရဲဝိုင်း၍ကကြရဲဤသို့ဖြင့်တအိမ်မှတအိမ်သို့နနက်ခင်းညနေခင်းများတွင်လှဲ့လေရည်ပတ်ကြရဲအချို့မှာဖျားပထူများကိုတန်ရှင်းစင်ကြစီရန်ရည်များတက်ပေကြရဲဇီရီများကိုထုံးတုပ်ကြရဲ မနှက်ဖန်တကြံအကြနေဟိဘသူတွေဥပုပ်ဆောင်ကြမလဲကျွန်ုပ်ဤဖခင်နဲ့မိခင်တို့ဟာကျွန်ုပ်တို့ညီအကိုမောင်နှမအားနှိမ့်စင်မေးတယ်မိဘများအလိုဆန္ဒကိုပြေဝစီမှမိဘများကချစ်မိဟုကျွန်ုပ်တို့သိတယ်သို့ဖြင့်ကျွန်တော်ဥပုပ်ဆောင်မယ်ကျမဥပုပ်ဆောင်မယ်လို့အပြေပေးကြတယ်ကျွန်ုပ်တို့ဤညီအငယ်ဆုံး6နှစ်9နှစ်သားအရွယ်ကလည်းသူလဲဥပုပ်ဆောင်မယ်ဆိုရင်ငါသားကတော့ငယ်ပါသေးတယ်ကွယ် ရေပက်ကစားခြင်းကစားပါလို့ပြောတယ်။ကျွန်ုပ်တို့အမေကအဖေအား။ဩမဟုတ်တာပဲ။ငယ်ရရလို့တင်မင်းကမခေါ်ပါဘူးလို့ဝန်ခံထားသလား။အကုသူတရားကအကုသူမဖြစ်စေပါဘူးလို့တားထားလို့ရသလား။ကြီးကြီးငယ်ငယ်ရနိုင်သမျှကုသူတော်ယူပါစေ။ငါသားလဲစောင့်နိုင်သလောက်တီလာကိုစောင့်ဖို့မနှက်ဖန်ကြောင်းလိုက်ခဲ့။ဤတို့ဖြစ်တာကျွန်ုပ်မိပါနဲ့နေစဉ်က ဩဝါဒကို ခံခဲ့ရတယ်။တကြံအတက်နှိဆိုရင် အိမ်တွင်ရှိသမျှဖျားများဇီးဒီများကိုရေမွေးရေများဖြင့်တတ်ပေရတယ်။အတက်နှင့်နှစ်စန်းတရက်နေများတွင်ကျွန်ုပ်တို့ကျင့်သုံးရသောတကြံဝတ်တို့ဖြစ်၏။ယခုကာလဖေဖေဘယ်နည်းတကြံကြမှာလဲ။ဤပု္ပ္ပစာကိုမေးတိုင်းကျွန်ုပ်ရင်လေးမိတယ်။ကျွန်ုပ်ငယ်စဉ်ကပင်မိဘများဤအဆုံးအမ၌တီးခဲ့တယ်။ယခုလည်း လူကြီးတယောက်အရွယ်ရောက်နေပြီဖြစ်၍ကျွန်ုပ်ဤမိဘများကြင့်ကြံတကဲ့သို့ပင်ကြင့်ကြံရပေမည်။သို့နှင့်ဧပြီလ12ရက်နေ့အကျိုးနှင့်ရုံးပိတ်တဲ့23ရက်နေ့တကြံကြတဲ့25ရက်နေ့တကြံတက်တဲ့အားလုံး9ရက်နှစ်စန်း1ရက်ပါ ရုံးပိတ်ရရတယ်။ဘယ်သူဥပုပ်ဆောင်ကြမလဲပြောကြစမ်းခတ်တီတီပင် ကျွန်ုပ်မေးလိုက်တယ်ကြီးကြီးငယ်ငယ်ကျွန်ုပ်ဤသားသမီးများဟာအံအားတင်သွားကြတယ် တကြံကြမိနေကို မေးပြီးသည်နှင့်တပြိုင်နက်အလှကကားတွင်ပါဝင်ခြင်းသောသမီးကလုံကြည်ဘိုးအင်းကြည်ဘိုးပန်းဘိုးငွေတရာအလှကအဖွဲသို့ကားငှားကဓာတ်စီဘိုးအဆရှိသော ဝင်ကြီးငွေ25ချက်များ တောင်းလေရှိတယ်။ရေပက်ခံသွားမဲ့သားကတဲခတ်တဲ့မောင် အဖွဲဝင်ငွေ25ချက်လုံကြည်ဘိုးရေပက်ခံအုတ်ထုတ်ဖနက်ရက်အင်းကြည်ဘိုး အစရှိသဖြင့်ငွေတရာနည်းနည်းလောက်လိုချင်မြန်နေ။သားငယ်များကမနစ်ကဝယ်ပြီးတဲ့တန်ဖြူပြုတ်ကမကောင်းဘူး။ဒီနှစ်ဝယ်ရမယ့်ပြုတ်မှာအဖိုး40 50တန်နဲ့ကြေးပြုတ်ကိုလိုချင်မြန်နေ။ရေစုပ်ပြီးပတ်ရတဲ့ပြုတ်ကို သူနှစ်ချိုက်တယ်လို့ပြောတယ်။ထိုပြုတ်မှာရိုးရိုးမဟုတ်ပါ။အဖိုးငွေတရာ150လောက်ကုန်မှာဖြစ်တယ်။ကြံသားနဲ့သမီးကရေပတ်ခံရင်အလှပြ အကပြမန်တပ်တို့ကို ကြည်ရန်သွားမယ်။သူတို့အားမော်တော်ကားတက်စီအပြည့်အစုံနဲ့ပေးရမည်ဟု တောင်းဆိုကြတယ်။ကျွန်ုပ်ဟာ သူတို့တောင်းသမျှကိုငါတခုမှ သဘောမတူဘူးဟေ့လို့တူတူပဲပြောလိုက်တယ်။မိဘတို့ရဲ့မြစ်တာနှောင်ကျိုးသမှုတရားဟာအလွန်ကြီးမားပြီတဲ့။အဲ့ဒီလိုကျွန်ုပ်ယတိပြတ်ပြောလိုက်ရင် ပထမဆုံးစိတ်၌ထိခိုက်သွားသူမှာကလေးများဤမိခင်မင်ဖြစ်တယ်။သူမျက်နာပြတ်သွားတယ်။ မောင်ကလေ တနှစ်မှတစ်ခါကိစ္စဟာအလကားမတွက်ကရမှာတွက်ကနေရဲ့လို့ကျွန်ုပ်ရဲ့ဇနီးတွေက ပထမစတင်ကန့်ကွက်လိုက်တယ်။ခလေးအားလုံးမှာကျွန်ုပ်အားမျက်စောင်းထိုးလျက်အလွန်သဘောမကျသောဟန်ပန်လီလန်တို့ဖြင့်ကြည်နေကြတယ်။အေးအေးတနှစ်မှတစ်ခါမို့ပေါ့တနှစ်များနှစ်ခါဆိုရင်ငါရေထဲစင်းသေးပြစ်လိုက်မယ်။ကျွန်ုပ်ကစိတ်ဆိုးဆိုးနဲ့ပြောချလိုက်တယ်။ဤသို့ကျွန်ုပ်ပြောရင် အလုံးငြိမ်သွားတယ်။ကျွန်ုပ်ကဒေါသကြီးနဲ့ပြော၍ကလေးလူကြီးငြိမ်သွားကြတော့လဲ။ဇကြံရက်လဲဝေးသေးသဖြင့်ခဏမျှသာဖြစ်တယ်။သူတို့ရဲ့စစ်စင်ရေးတင်းနေကဗျူဟာနဲ့စစ်စင်ရေးနီးပရိရဲ့များပြောင်းလာသည်လဲနောက်ကာလတွင် တွေ့ရတယ်။ဇနီးမောင်ကလေအလကားနေစိတ်တိုးနေတယ်။ကလေးတွေကဖြောင်းဖြောင်းဖြားဖြားနဲ့ပြောရင်ရပါတယ်။တရက်နှစ်ရက်ကြာလင်ကျွန်ုပ်ဤဇနီးက တကြံအကြောင်းပြောရာတွင်နီးပရိရဲ့တစ်ကိုသွတ်သွင်းလာတယ်။အမေဆိုသူမှာမိမိသားသမီးကို အလွန်အကျွံချစ်သူများဖြစ်တယ်။သားသမီးဤအလိုဆန္ဒကိုဖြည့်လို့လာသူဖြစ်တယ်။ဤသို့သောဓမ္မတာတရားကို နားလည်ပြီးသောကျွန်ုပ်ရဲ့သားသမီးတို့ကအမေကိုနှူးကြတယ်၊ကပ်၍ချွဲကြတယ်။ကျွန်ုပ်အားလည်းမတိမတာဆန္ဒပြသပိတ်မှောက်ကြတယ်။အဘယ်သို့ဆန္ဒပြသပိတ်မှောက်ကြသည်နည်းဟုမူကျွန်ုပ်က ရေစရာမောစရာ အပြင်းပြီပြောရင်ဟဟပတ်ပတ်ရေပွဲကောင်းလာတော့လဲမချိတရီသာပြုံးပြကြတယ်။ကျွန်ုပ်ကတခုခုခိုင်းရင်လူလူချင်းချင်းလုံမပီးကြတော့သူတို့ကျွန်ုပ်အားစိတ်ကောက်နေကြသည်ကို အမျိုးမျိုးအဖုံဖုံပြကြတယ်။ဤအချိန်တွင်ဇနီးတေဟာကျွန်ုပ်အားမောင်ကျင်းနာနဲ့ခလေးတွေကိုငိုင်းနေကြပြီ။တနာစရာတကြံဆိုတာတနှစ်မှတစ်ခါဟာပဲတော့သွားပါစီ မူညင်းတရားနာစဉ်ကသမှုရိယသစ္စာတရားကိုမူညင်းစရာတော်ကြီးဟောတော်မူလင် သမှုတရားကတရွတ်တရွတ်ဆွဲလင်ဒလိမ့်ဒလိမ့်ပါသွားတတ်ကြောင်းထို့သောတရွတ်တရွတ်ဆွဲတိုင်းဒလိမ့်ဒလိမ့်ပါသွားတတ်ကြောင်းတိတာမှတ်သားကြစေရန်ကဲဆိုလိုက်စမ်းဟေ့ဟု မိန့်တော်မူ၍စရာတော်ကြီးကတရွတ်တရွတ် လူပရိသတ်ကဒလိမ့်ဒလိမ့်မာဖေယားတရွတ်တရွတ်ဒလိမ့်ဒလိမ့်မာဖေယား တရွတ်တရွတ်ဒလိမ့်ဒလိမ့်မှာဖျားလို့အခါခါထိုက်ပြီးဆိုကြရတယ်။ကျွန်ုပ်ရဲ့ဇနီးခလေးတို့ရဲ့မိခင်မှာသားသမီးတို့ကိုချစ်သောမြစ်တာစေတနာက တရွတ်တရွတ်တိုက်၍ဆွဲလိုက်လျင်ဒလိမ့်ဒလိမ့်ဖြစ်ပါသွားပြီဖြစ်တယ်။ဤတချမ်းရေကစားအလှပြရေပတ်ခံကိစ္စတွင်ကျွန်ုပ်နှင့်လုံးဝသဘောမတူနိုင်ရှိနေတယ်။ကျွန်ုပ်မှလည်းတချမ်းရေသဘင်ဟာရေကုန်နေအချိန်ကုန်နေလူပန်းနေယောဂါရမယ် မလွဲတာလင်းတည်သည့်အထိဖြစ်နိုင်တယ်။ငွေကုံခံနိုင်တယ်။လူပန်းခံနိုင်တယ်။ယောဂါရစီခံနိုင်သည်ဆိုတော့လေရေပတ်ကစားကြရာ၌ကားချင်းတိုက်မိမယ်။အတိုက်ခံရသူတေမီထက်မိမိသားသမီးကလေးများကားမောက်၍တေသွားနိုင်သည်။ဤကဲ့သို့တေချင်းစိုးနှင့်တေရမည်ကိုကျွန်ုပ်ဘယ်လိုမှမလိုလား။သူနှင့် ကျွန်ုပ်ဤဝါရနှင့်ကျွန်ုပ်ဂျေနတ်နှင့်တိန်လျက်သူတို့စူနိုင်ပူနိုင် တကြံမကြမီ၄၅၀ရက်ပေါ်ဟုနှလုံးပိုက်မိတယ်။ဇနီးတဲ့ကိုလည်းသိရင်ဘလို့လုံမလဲ။ဇနီးမောက်ဥစာကညီပြူမဆိုးလို့ညီကြီးအိယာမထထဆင်းနေတဲ့မြောက်လို့မလွဲတာတဲ့အခါမှတတောင်းတယောက်ကိစ္စလောက်ထဲ့ထွက်နေလို့ဘယ်ဖြစ်မလဲ။လူတိုင်းလူတိုင်းသားသမီးတွေလည်းပျော်ကြပါကြတာပဲ။ဟေးငါကတော့ဂျာကိုင်နှုံးပြကြရောက်မဲ့အန်ရည်ကိုကောက်ွယ်ခြင်းနဲ့ကွာ ကာကွယ်လို့မရနိုင်တဲ့သဘာဝအလျောက် ကြရောက်တဲ့ယောဂါသာခံလို့တယ်။ကားမောက်ကားတိုက်တော့မခံစီခြင်းဘူး။ဇနီးဒါဖြစ်တော်လဲကားမစီးနဲ့ရန်ကုန်မှာကိုကမတိုက်တောင်းတိုက်မဲ့ကားတွေကပြည့်လို့မတော်တဆဆိုတာဖြစ်နိုင်တာကြီးပဲ။အဲ့ဒီလိုပြောရင်အင်းဒါလဲဟုတ်တုတ်တုတ်ပဲလို့အတွေးရောက်လာပြန်တယ်။ယောက်ျားကြီးဖြစ်၍ကြံ့ခိုင်သောစိတ်များမိမများထက်ရှိမည်မှန်တော်လဲ။ မိမိသားသမီးကိုချစ်တတ်သော928သွေသောမြစ်တာတရားမှာကယောက်ျားကပိုတယ်မိန်းမကပိုတယ်လို့မရှိနိုင်ရကားကျွန်ုပ်၌သားသမီးများညှိုးငယ်သောစိတ်ကိုဖျောက်ဖျက်လိုတယ်၎င်းတို့စိတ်မချမ်းမသာဖြစ်နေရင်ကျွန်ုပ်လည်းစိတ်မချမ်းမသာဖြစ်ရတယ်ကဲကဲမင်းတို့သဘောပဲတရက်မှနှစ်ရက်နှစ်ရက်မှသုံးရက်ဆိုသလိုနေ့စဉ်နေ့တိုင်းပဲ၁၀ရက်တာမျှ နီးအမျိုးမျိုးဖြင့်ကျွန်ုပ်၏ရှေးကြသောအမှုအရာတို့ကိုတိုက်ဖြတ်ကြကုန်နေ။နောက်ပိတ်ဆုံးတွင်ကျွန်ုပ်ကအလျှော့ပေးရတယ်။သို့သော လုံးလုံးအလျှော့ပေးလိုက်သည်မဟုတ်ပါဘီ။၁၂ရက်နေ့မှ၁၆နေ့ထိအားသောရက်များဖြစ်၍ကြံ၃ရက်တွင်တရက်ရက်တွင်ကလေးများဥပုပ်ဆောင်ကြရမယ်။ဒါနကုသိုလ်များပြုကြရမယ်လို့ကျွန်ုပ်ကစည်းကမ်းချက်တစ်ခုနှင့်၎င်းတို့အားလုံးရဲ့တောင်းဆိုချက်ကို ခွင့်ပြုလိုက်တယ်။ ဇနီးတွေကလည်းသားသမီးများအားဟုတ်တယ်မင်းတို့ဒါတော့သဘောတူကြဟုတိုက်တွန်းတယ်သားသမီးအားလုံးကပင်တကြံမကြမီဧပြီလ6ရက်နေ့တွင် ဆုံးဖြတ်အတီးပြုကြတယ်လူကြီးဆိုသူများမှာအများအားဖြင့်မိမိကပင်မှားနေစေကမူအလျှော့မပေးလို့အနိုင်သာလူချင်းတက်သောသဘောရှိတယ်ဤကိစ္စတွင်ကျွန်ုပ်၏အကြံဉာဏ်များသည်တထစ်ချကောင်းသည်ဟု ယူဆထားရာ ခေမျက်လုံးခေရှုတောင်မှမဟုတ်သောယူဆချက်အလွန်မှန်၍ကောင်းသည်ထင်သောကြောင့်တာ၍ပင်မလျှော့လိုလှတဲ့သို့တော်လဲဇနီးဤလိန်မာပါနှက်စွာဖျားယောင်းမှုဖြင့်ဓမ္မကြီးပဲ့ပဲ့ထုံးနှစ်ပတ်လောက်အလျှော့ပေးလိုက်ရတယ်ရှိရလေးလာ50ခွန်နှစ်စင်မလိုက်ဟာကြီးကွက်တဲ့မီးလောင်တဲ့သို့သောတည်င်းစကားမှာဓမ္မဟုတ်ချင်းပြန့်နှံ့သွားတယ်မိသက်ကားတို့ဒီ၎င်း စပိန်ဆိုင်ကရင်ရထားဟူသည်၍ဥစုခိယမကြံမီးလောင်ရာသို့အငမ်းမရပြေးလွှားကြည့်ရှုကြရဲအချို့မှာမိမိအင်ယာအချို့မှာဆွေမျိုးသားချင်းအင်အတွက်တွားရောက်အကူအညီပေးရန်ဖြစ်တော်လဲအများအားဖြင့်တွားရောက်ကြသူများမှာမီးလောင်နေသည်ကို ကြည်ရန်တတ်တတ်အလကားမီးတက်အဖွဲနှင့်ရဲအဖွဲအားအနောက်ရှက်ပေးရန်သာဖြစ်တယ်မီးလောင်လျင် ကြည်ကျင်သောစိတ်သည်ဇာတိမှပါလာသောမစ္စရိယစိတ်အများပြည်သူဒုက္ခဖြစ်၍ငိုယိုပြေးလွှားနေသည်ကိုဝမ်းသာအားရရှိသောစိတ်များသာ ဖြစ်ပေလိမ့်မည်ထင်မိရဲ့အထက်တွင်ကျွန်ုပ်ဆွဆွဲချက်သည်ယာကိုင်းနှုံးပြိမှန်လိမ့်မည်မဟုတ်တော်လဲ80ယာကိုင်းနှုံးမြမှန်လိမ့်မည်ထင်မိရဲ့မှန်မမှန်ကိုကားအောက်တွင်ဖော်ပြအပ်သော အကြောင်းအချက်များနှင့်ဆက်ဆက်ကြည့်စီလိုရဲလေတံ ကမာရွ်၊ရှောက်ပင်ချံရက်ကွက်များမီးလောင်သွားရာကျွန်ုပ်ဤညီအိမ်ကျွန်ုပ်အိမ်ကလေးများမီးထဲပါသွားတယ်။မီးလောင်စာတို့ဖြင့်အတိပြီးသောရက်ကွက်တွင် မီးလောင်စာများဖြစ်သော ကက်ကာဓဏိမိုးအိမ်ကိုစောက်လုတ်ထားခြင်းဖြစ်ရာ လောင်တဲ့မီးကိုအပြစ်ဆိုပွဲရာမရှိမိမိမိုက်၍သာရာဂိုင်းနှုံးပြီးမီးလောင်နိုင်သောအရက်တွင်စောက်ထားခြင်းကိုသာအပြစ်တင်ပွဲဖြစ်တယ်။ မိုးညင်းစရာတော့ဖရာအစဉ်ပြောကြလေရှိသော ဖြစ်သည်။အကြောင်း အကောင်းကြီးဆိုသောဇကပုံကိုလက်သုံးပြုလျက်ဝမ်းနေဝမ်းသာမရှိလမီးလောင်သွားသောအိမ်အတွက်မီးမလောင်မီကမီးလောင်ချီမီလောဟုနှွေပေါက်ဆကပင်စိုးရင်ပူပန်ရခြင်းရဲ့ဒုက္ခမှကင်းဝေးသွားရကားကောင်းလီစွာဟုပင်ညီတန်းရမည်ဖြစ်တယ်။တနည်းလဲစောက်ထားသောအိမ်မှာမြေငားသာဖြစ်၍ တနေ့မြေရှင်ကနှင်ထုတ်ခြင်းကိုခံရပြီလိမ့်မယ်ဒါမှမဟုတ်ရက်ကွက်တူနေတစုကစူပောင်း၍ဝယ်ယူကြမယ်ဆိုရင်မြေရှင်သဘောတူပါကတနေ့မြေကလေးရလိမ့်မည်ဟု၍လဲညှော်လင့်ချက်အနှင်းငယ်ရှိတယ်ယခုကဲ့သို့မီးလောင်သွားလျင်အစိုးရကတတိမြေဖြစ်ဖြစ်ညီသူပိုင်မြေဖြစ်ဖြစ်အားလုံးသိမ်းယူမယ်ထိုမြေများကိုပေး25 90ကျအကွက်ရိုက်၍လမ်းဆေးယုံကြောင် အစရှိတဲ့ခင်မီရက်ကွက်များတိဆောက်ပေးမယ်လို့ဆိုသဖြင့်မိအလောင်နောက်ကျလေသည်ဟုပင်ပြောရပေမယ်။ထိုထက်ဝမ်းသာစရာအချက်တစ်ခုရှိသေးတယ်။ထိုအချက်ကဓဏိမိုးထယံကတဲအီများသာပြန်လေဆောက်လုပ်ခွင့်ပေးမည်ဆိုပါကစိန်ချစ်စတိုးပိုင်ရှင်ဤသူအိုးအိမ်ပြန်လေထူထောင်ရေးအဖွဲ့မြေတိုင်းဌာနမြေသိမ်းအရာရှိချုပ်ဦးချစ်ကမိဘေးမှဘယ်တော့မှလွတ်မြီမဟုတ်သဖြင့်အစိုးရက ထိုအိမ်ပိုင်ရှင်များအားအစိုးရတစ်ဆက်မှကျွန်းသားပြင်းကလေးသားအိမ်တလုံးစာစီနှင့်သွတ်တန်အစရှိသော အိမ်ဆောက်ကရိယာများကို နှိရှိပြန်ဆက်ပေးရေးစီမံကိန်းအရအကျွေးပေးမည်ဟုဆိုပြန်ရာဖာစာပါလာအစိုးရရက်ကွက်လူတို့နှင့်တကွကျွန်ုပ်စာရေးသူကပါဂျေစုတင်၍မဆုံးမီးလောင်၍ပစ္စည်းဆုံးရှုံးရတော့လေတပြုံးမြုံနှင့်ဂျေစုတင်လျက်ရှိကြတယ်ယခုခေတ် အတိုက်အခံလူတစု ပြောင်းလောင်ပြောဆိုသောလူတကိုတိုက်တလုံးကားတစီ ဝင်ငွေရှိရာကျက်ရစီမီဆိုသောဘာသာပါလကျွေးကြော်တမ်းမှာမှန်တဲ့လောက်မှန်နေပြီလို့ဇိုရချီမီဖြစ်တယ်။အထက်ပါစီမံချက်တို့ဟာဝါဒတတ်တတ်သဘောမဟုတ် အမှန်ဖြစ်လိမ့်မယ်လို့ယုံကြည်ရန်အကြောင်းရှိတယ်။ထိုအကြောင်းများမှာနံပါတ်၁ဘုံမှုအောင်ဤမဲဆန္ဒရက်ွက်ဖြစ်၍ဘာသာပါလအဖွဲ့ဝင် ထိတ်တီးခေါင်းဆောင်ကြီးက ်ဦးစည်းဆောင်ရွက်ခြင်းနံပါတ်2ဦးချစ်ပြောတဲ့ကဲ့သို့ဓဏိမိုးကတ်ကာသာပြန်လည်ဆောက်ခွင့်ပြုမယ်ဆိုရင်ထပ်၍မီးလောင်နိုင်ခြင်းနံပါတ်3မိဘဒုက္ခသည်များသာမကစင်ရဲသားရက်ကွက်ဖြစ်၍တစ်တွတ်တန်အဆရှိသောအိမ်ဆောက်ရန်ပစ္စည်းများအလကားမပေးနိုင်သည့်တိုင်အောင် နှိရှိဆက်ရသောကြွေးပေးနည်းဖြင့်ပေးမှသာဆောက်လုံနိုင်မည်ဖြစ်ခြင်းနံပါတ်4ဖာစာပါလာဤလူတကိုတိုက်တလုံးကြွေးကြော်သံ အကောင့်အထည်ပေါ်မှုများဖြစ်ခြင်းကြောင့်မှန်မည်ဟုယူဆရခြင်းဖြစ်တယ်။၉ရက်၄လ59နေ့၁၀ရက်၄လ59နေ့များတွင်မိဘဒုက္ခသည်ရက်ကွက်နေသူများကို ကြည့်၍တနုတ်တို့ထက်ဆင်းရဲပင်ပန်းနေသည်ကိုညင်ကြရရာအတိုင်းမသိဝမ်းနည်းပလက်ဖြစ်ကြရတယ်။တနုတ်သာဝမ်းနည်းခြင်းဖြစ်ရသည်မဟုတ်ကျွန်ုပ်ဤကလေးများပင်ဝမ်းနေကြေကွဲနေကြသည်ဖြစ်ပါれ။ဤသည်ကိုအခွင့်ကောင်းอยู่၍ ကဲသမီးတို့သားတို့တို့နဲ့အတူနေရက်ွက်လူတွေမှာမီးလောင်လို့အတိဒုက္ခရောက်နေကြတာမြင်ရဲ့မဟုတ်လားငါတို့လည်းအိမ်ပါသွားတယ်လို့ဆိုရပေမဲ့လကနဲ့ငွေစုထားတာရှိသေးတော့သူတို့ထက်တော့တော်သေးတာပေါ့အားလုံးကပင် ဟုတ်တာပေါ့တနေ့လုံးမှတနေ့စားရတဲ့လူတွေပဲထမင်းထုတ်ဖို့ ကလားတွေကထမင်းချက်ကျွေးနေလို့သာ တော်သေးတာပေါ့နို့မဟုတ်ရင်ငတ်ကုန်မှာပဲဒီတော့ငါကဒီလိုလှုပ်ချင်တကွာမင်းတို့သဘောတူကြရင် ဘယ်လိုလဲဖေဖေမင်းတို့တကြမ်းမဲအလှပြဖို့ရေပတ်ခံမှုထွက်မဲဆိုရင်300 400လောက်ကုန်မဲဒီတော့အဲ့ဒီငွေကိုမိဘဒုက္ခတဲ့ညာရမုံငွေကိုလှူလိုက်ရင်မကောင်းဘူးလားသမီးငယ်ကဟင်ဖေဖေကလည်းတခါလာဒီတကြမ်းအလှပြကရေပတ်ခံမဲထိခိုက်နေတာပဲကျွန်ုပ်သမီးမအလှပြကားရင်ယခုနှစ်ဆင်နွှဲရန်အားခဲထားသူတယောက်ဖြစ်တယ်အလှပြဆိုဒီမှာ ်လှတော်သူကိုကြည်ရမယ်ဆိုရင် သူကလူအများကြည်ရန်ထွက်ပြရန်မလိုပါ သူ့ရဲ့အလှကိုကြည်ကျင်သူလူကြီးလူငယ်ကနီးအမျိုးမျိုးဖြင့်ချောင်းမြောင်းကြည်ကြမိတာဖြစ်တယ်။သူနှင့်ကျွန်ုပ်ကသမီးရဲ့အလှဆိုတာလဲပြเสียမလိုပါဘူး။အင်နရီရှင်တွေဆိုတာအင်နရီနဲ့နေမှအဖိုးတန်တာပါ။မိတ်ကပ်တွေလိမ့်နှကန်းဆိုးစည်းတွေတုံးညခုံးမွေးဆွဲဒါတွေကအပြင်အလှပါတွေပါ။ ဇာရိတလှမှသာကောင်းတာပါအခုအခါတကြံရေကစားကြအလှပြလေကြတာတွေကတော့အိန္ဒြေမေ့လှတယ်သမီးဒါကဖေဖေတို့ရှေးလူကြီးတွေအမြင်ပဲကျွန်ုပ်ဟုတ်တယ်ပညာရှိတဦးပြောတဲ့အင်္ဂလိပ်စာကလေးရှိတယ်လူငယ်တွေကလူကြီးတွေကိုသူတို့လောက်မလိမ္မာဘူးလို့ထင်တယ်လူကြီးတွေကတော့လူငယ်တွေကိုလူမိုက်ကလေးတွေလို့သိကြတယ်တဲ့ဒီတော့ငါသမီးများကအထင်ပဲရှိတယ် တို့လူကြီးတွေကတော့အတိပဲသမီးဖေဖေကတော့စကားတက်တိုင်းပြောနေတာပဲလို့ပြောကနှုတ်သီးဆူဆူနဲ့ထထသွားတယ်။သားကလေးများကတကြံတွင် သုံးမဲ့ဖြုံးမဲ့ငွေကိုတဝက်ကိုလှူမဲ့တဝက်ကိုရေကစားရာတွင် ကုန်ကြမဲလို့ဂတိပြုကြတယ်။တနုတ်သည်တရက်မှနှစ်ရက်ဆင်းရဲနွမ်းပါ၍အတိဒုက္ခရောက်သူတို့၏ယောတန်ဆိုတန်ညဉ့်ညူတန်တို့ကိုကျွန်ုပ်ရဲ့သားသမီးများကြားသိစေတယ်။သူတို့စိတ်တရံတွင် တနာတတ်သောမြစ်တာစေတနာများပေါ်ထွက်စေရန်ဖြစ်တယ်။တရက်နှစ်ရက်ပင်ဆက်လက်၍ချို့တဲမှုစင်းရဲမှု ထမင်းထုတ်ပေးလိတ်အုံမြီဟု အထင်ရှိနေကြစဉ်ထမင်းထုတ်ရုတ်တရက်ရက်သွားသောနေ့တွင်ကလေးများလူကြီးများမှ အချိန်ကုန်၍ထမင်းထုတ်မလာသည်ကိုသိရှိကြရာငိုသူငိုခိုးပြေးတီပြေးနှင့်အိုးငှားသူစံချေးသူထင်းရှားသူတို့ဖြင့်မိလောင်ပြင်ကျွန်ုပ်တို့ရက်ွက်တွင် ရုပ်ရုပ်ရဲ့ရဲ့ဖြစ်သွားတယ်။ကျွန်ုပ်ဒီအနည်းဆုံးအကူအညီပေးနိုင်သူဖြစ်တယ်။အရက်တရက်လုံးကလည်းကျွန်ုပ်ထံမှမမျှော်လင့်ကြဟု ဆိုရမည်ဖြစ်တော်လဲ။ပေးလျင်လိုချင်ကြပြီမိသားဖြစ်တယ်။ကဲကဲမဖြစ်ဘူး။ဒီကနေ့မနက်ကထမင်းထုတ်မလာရင်ညနေလေးလာဖို့မပေါ်ဘူး။သွားဟိရက်ကွက်ဆက်တက်ကွက်လုံးမတက်နိုင်တော့တို့အရက်ဒုက္ခတွေစံတပီစီလောက်ဝေမဖြစ်မယ်။စံဝဲကြီးကြ စံဝေလာရင်ဇနုံနှင့်ဇနီးသာမကသားသမီးများနဲ့အတူစံဝေကြတယ်။တယောက်လင်တပြည်ကျလောက်လောက်ငါငါရရှိကြခြင်းအတွက်ယနေ့ညနေအတွက်ဖူလုံသွားမှာဖြစ်တယ်။သာဓုခေါ်သူ ကောင်းကြီးပေးသူများသည်မရှားရုံရှင်သောမျက်နှာသားတို့ကိုမြင်ရခြင်းအဖြစ်လဲဇနုံတို့တွင်ပျော်ရွှင်ဝမ်းမြောက်လာတယ်။သမီးဖီဖီဖျား15ချက်လောက်ဝယ်ပါဦး။ဇနုံအေးအေးသမီးရဲ့ဝယ်ဝယ်သမီး ။ဥမာအဖိုးကြီးအမေကြီးတွေမိလောင်မြင်မှာဖျားစုပ်ကလေးတွေနဲ့တနာစရာထူထူကလေးမှညီကြီးပေါ်မှာခင်းမအိပ်ရရှာရင်တေရောပေါ့။ကျူဖျားများမှာမိမလောင်မိကတစ်ချက်လျင်ပြား30နှစ်ကျွန်ုပ်မကြသေးမိကပင်ဝယ်ခဲ့တယ်။ယခုမိလောင်သည်ဆိုရင်ကျူဖျားပြား30က85ပြားပေးရမယ်လို့ဈေးကင်နေတယ်။အော်အတနာအညာတာကင်းမဲ့ချီဤတကားလို့သာညှဉ်ညူမိတော့လဲဝယ်ယူခဲ့ရတယ် မိလောင်သူတို့ပထမဦးဆုံးအသုံးလိုသည့်ဝါကတ်မရမတိုင်ဓဏိအစရှိသည်တို့ဟာဈေးများအစမတန်တက်ကုန်ကြတယ်။မိုးမရွာ၍အလွန်ပူသည်သာပြောရတယ်။မိုးရွာစေရန်ညီသူများကတရားဆောင်ကြပါသည်။စင်းစားပွဲကောင်းလာတယ်။ဓနုံမှာ သားရောသမီးတို့ကပါလူချင်းတန်းကျင်ကြတယ်။မိဘဒုက္ခတွေများကို အနှဲငယ်မျှဖြစ်ဖြစ်တတ်တာစီလိုလှသည်ဆို၍ဝမ်းသာမိတယ်။သို့သော် ကျွန်ုပ်နှင့်တကွကျွန်ုပ်တို့မိသားတစုဒါနရှင်ကြီးများဟာတကြံတွင်သားသမီးတို့အတွက်ကုန်ကြမဲ့ငွေမှာ300ထက်မနည်းဖြစ်တော်လဲအကယ်ပင်ကိုတိလက်ရောက်ဒုက္ခသည်များအားဒါနပြုရန်ယခုအချိန်အထိကုန်ကြငွေမှာစံတအိတ်ဖိုးနှင့်ဖြာ15ချက်ဖိုးသာရှိ၍ငွေ100ချက်ပင်မပြည့်သေးပေနောက်ထပ်လဲသားသမီးများကတော့၎င်းကျွန်ုပ်ကိုယ်တိုင်ကတော့၎င်းတကြံတွင် ကုန်မဲ့ငွေ အကုန်မခံကျင်တော့ပြီးဤကားပျော်မှုဘက်တွင်အားတက်သရောငွေကုန်ခံကျင်သလောက်မိမိနောင်ရီးကုသိုလ်ရမှုအတွက်ကတွန့်တူကြသည်မှာဓမ္မတာသဘောပင်လောတကြံ၌ပျော်လိုပါလိုသူ သမီးသားတို့မှာမိလောင်မှုကို အကြောင်းပြု၍ငွေကုန်ကြီးကြမခံကြသည်သာမက၎င်းတို့ပျော်ပါမှုကို လေးပုံသုံးပုံလျှော့လိုက်တဲ့အတွက်ဝမ်းသာမိတယ်။တကြံရက်အတွင်း၃ရက်၌ ကျွန်ုပ်မှာအိမ်နေ၍ရေပတ်မခံရတော့လဲအိမ်ရှိအိမ်ဘေးမှအစတစ်နေ့လုံးရေပတ်ခံရေပတ်ကားအလှပြတဘာဝသရုပ်ပြတန်ချက်ထိုးစိုင်းတီ မန္တတကူမှ စာရေးစရာတစုတို့အတန်မှာနားကွဲမတက်ပူပြင်းသောယာတိဥဒုဝဲခံစားရခြင်းမှာအရှင်လက်လက်ငရဲအထက်ထက်တွင် ခံရသည်နှင့် မချားပါတကားဤကဲ့သို့သော တတဝါအများအားယဉ်ကျေးမှုဟုသမုတ်၍ခေါ်ကနေသောဗမာမဟာတကြံကြီးသည်ဘဲသောအခါမှယဉ်ကျေးမှုတည့်ရမဟုတ်ကြောင်းသိကြ၍ရက်တန်းတွင်ရက်ကြပေမည်နီပလိတ်အရာရှိတဦးရှုမဝမဂဇင်းရှုမဝမဂဇင်းမှ ပလိတ်အရာရှိတဦးရေးသားတဲ့တကြံဆုံမှဖြစ်ဆိုတဲ့ဝိတ္ထုတိုလေးဒီနေရာမှာပဲပြီးဆုံးပါပြီ။